မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ကိုလာရင်ကြိုမာလာ မခိုင်ကို ပြောလိုက်ပါငွေတောင်ရန်တေးစုလက်ခဲ့မဲ့အခြေရေမူးရီရွာတိုင်းမြေဝိုင်းစတဲ့အလွမ်းသချင်းပေါင်းမြောက်များစွာကိုဂယုနာသန်ပါပါဖြင့်ပိုင်နိုင်စွာတည်ဆိုခဲ့ကနေပရိသတ်အားပေးမှုကိုရရှိခဲ့ပြီးမြမပြီမှာအထူးထင်ရှားခဲ့တဲ့အစိုးရအောင်သူเจ้าကိုပြောပြပေးတော့မှာဖြစ်ပါရဲ့ရှင် ။ဒီเจ้าရလေးကိုမပြောပြခင်မှာယခုလိုဘူးသူတရဝေရเจ้าရလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ အစိုးရအောင်သူကို အဖဦးကျော်ငယ်အမိဒေါခင်နုတို့မှ1960ခုနှစ်တွင် မကွေးတိုင်းနမောက်မြို့နယ်ကြားထူးရွာ၌မွေးဖွားခဲ့ပြီးမွေးချင်း10ဦးရှိသည့်အနက်တတရမြောက်သားဖြစ်ကငယ်နမဲမှာမဝင်းတောင်ဖြစ်ပါတယ်။မိဘများမှာမကွေးမြို့စုံရက်ကွက်71လမ်းကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးဖခင်ဖြစ်သူကမြင်းလဲထောင်ပြီးကိုယ်တိုင်မောင်းခဲ့ပါတယ်။ဝင်းတောင်ကတော့ဆက်ချုပ်ပညာသင်ယူပြီးဆက်ချုပ်ခဲ့ပါတယ်။ အဆိုတော်အောင်သူဟာဂီတဝါဒနာပါသူဖြစ်ခဲ့ပြီးမကွေးရင်မွန်တက်ဂီတနဲ့တူတေးတချင်းများတည်ဆိုခဲ့ပါတယ်။ထိုစဉ်ကအဆိုတော်အောင်သူဟာမကွေးမြို့ဈေးရှိဘက်ရှိ အောင်ဝဲရက်ဆက်ချုပ်ဆိုင်၌ဆက်ချုပ်လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။ ဆက်ချုပ်အားတဲ့အချိန်တွေမှာဆိုတချင်းဆိုချင်းခတ်ဘီလီယက်ခုံတွေစီကိုတွားလေးရှိတယ်လို့သိရှိခဲ့ရပါတယ်။ဆိုတော့အောင်သူဟာမကွေးမြို့နိုင်ရှိစဉ်ကပဲတိတိချင်းများရေးသားခဲ့ပြီးမကွေးရင်မွန်တိဂီတာနဲ့အတူမိုးလေဝသရုံမှာတချင်းများတွေ့ခဲ့ပါတယ်။ထိုစဉ်ကတေးတန်သွဲမှာဒီစကိုတေးတန်သွဲမှာကိုအောင်တန်းဒီစကိုနဲ့ခင်မောင်တန်းတော်ကြီးဆိုသူဖြစ်ပါတယ်။မကွေးမြို့တွင်တင်းစီသည်တွေ့တည်ဆိုးခဲ့သောတချင်းများမှာနောက်တစ်ချိန်မှာအောင်မြင်လာမယ်မခ ိုင်ကိုပြောလိုက်ပါ ကြာပြီးစတဲ့ဒေသချင်းများဖြစ်ပါတယ်။ထို့သောမကွေးမြို့မှာ အတန်သွင်းတည်ဆူနေတဲ့တချင်းဝင်များကို6ရေနံကျောင်း၊မင်းလာ၊မင်းဘူး၊မကွေးစတဲ့ဒေသများကိုတွားရောက်၍ကိုယ်တိုင်ဖြန့်ချိခဲ့တော်လဲမအောင်မြင်ခဲ့ဟုသိရှိခဲ့ရပါတယ်။ထို့တချင်းဝင်မအောင်မြင်ခဲ့တော်လဲအောင်သူဟာစိတ်ဓာတ်မကျအရှုံးမပေးဘဲဆက်လက်ကြိုးစားခဲ့သူဖြစ်တယ်လို့သူ့ရဲ့ငယ်တငယ်ချင်းမကွေးမြို့ကအဆိုတော်အောင်ကိုကိုကပြောပြခဲ့ပါတယ်။ထို့နောက်တွင် အောင်သူဟာသူ့ရဲ့ဂီတလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ရန်အတွက်သူအသက်မွေးဝမ်းကြောင်းလုပ်ကိုင်နေသော အချုပ်ဆက်ကလေးကိုရောင်းချပြီးရတဲ့ငွေကြေးနဲ့ရန်ကုန်မြို့သို့ခြိတက်ခဲ့ပါတယ်။အောင်သူ၏ငွေတကယ်ချင်းဖြစ်သူကိုအောင်ကိုကိုဤပြောပြချက်အရာရန်ကုန်သို့ပထမကြိမ်တက်ခဲ့သောနေ့မှာရက်စွဲအတိအကျမသိရပေမဲ့ကိုကိုခွရွာတရားသည့်ဖွင့်ပွဲနေ့ဖြစ်တယ်လို့သူ့ရဲ့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။ ရန်ကုန်၌အင်းစိန် BOC ကွေးကကိုမောင်အေးတို့အိမ်အောက်ထပ်မှာငှားပြီးနေထိုင်ခဲ့ပါတယ်။ဆိုတော့ဘုရားကိုယူတူတူဆိုပေမဲ့ရန်ကုန်မှာလည်းဝင်ငွေရလန့်အတွက်ဆက်ပြန်ချုပ်ခဲ့ရပြီးညနေမိုးချုပ်တဲ့အချိန်တွေဆိုတငယ်ချင်းတွေနဲ့ဂီတာတီးပြီးအပျော်တမ်းသချင်းဆိုခဲ့ကြပြန်ပါတယ်။ ထိုစဉ်သူတိဆိုခဲ့တဲ့တခြင်းတွေကတော့သူ့ထက်အရင်အောင်မြင်နေတဲ့အနိုင်တို့မင်းအောင်တို့တခြင်းတွေပဲများခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ထိုစဉ်ကတည်းကတောင်သူကုန်းအထကတ်တဲ့ရှိကဂျင်းတုတ်ဆိုင်မှာလဲ ခွက်ပုံးချတတ်ခဲ့လေရှိပြီးတခါတလေအင်းစိန်ကနေမြို့ရဲသွားဖို့ဟီနိုကစီးဖို့တမတ်မရှိလို့ဘော်ဒါရီစီမှာတောင်းခဲ့ရဘူးတယ်လို့သိရှိခဲ့ရပါတယ်။အောင်သူဟာပွင့်လင်းရိုးသားပြီးအရှိကို အရှိတိုင်းဖော်ရတဲ့အတွက်လူကြီးလူငယ်လည်းပေါ်ခဲ့ပါတယ်။လူကအတော်ကိုအေးသလောက်အရက်အတော်တောက်တတ်တဲ့သူ ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ပထမတစ်ခေါက်တွားရောက်ရတဲ့အစင်မပြေပဲမကွေးသူပြန်လာခဲ့ရပါတယ် ထို့နောက်အရှုံးမပေးပဲဒုတိယကြိမ်ရန်ကုန်မြို့သို့ထပ်မံတက်ခဲ့ပြန်ပါတယ်ဒုတိယကြိမ်ရန်ကုန်သို့ရောက်တွင် မကွေးမြို့ဇာတိဖြစ်၍ပိုးတထောင်တွင်နေထိုင်သောဥလာထွန်းရေပေးဝေးဌာနဒေါ်ဧသိန်းတို့အိမ်တွင်နေထိုင်ခဲ့ပါတယ်ထို့အိမ်မှာအောက်သူမဖြစ်ခင်သည့်နေထိုင်စားတော့ခဲ့သောအိမ်ဖြစ်တယ်လို့သိရှိခဲ့ရပါတယ်ထို့နောက်ဥလာထွန်းရဲ့အဆက်အသွယ်ဖြင့် တေဗလဲဥဝမြင့်ထံသို့ရောက်ရှိခဲ့ပါတယ်။ထို့နောက်တေဗလဲတေးသံတွင်တွင် နေထိုင်ခဲ့ပါတယ်။ထို့နောက်အတန်စစ်အတန်သွင်းပြီးမင်းတို့ချစ်ချင်းအပြစ်ကင်ပါစေမလူသူတွေမုန်းပါစေတေးစီရီကိုထုတ်ဝေခဲ့ပါတယ်။အခွေထုတ်ဖို့ဈေးပေါ်ပေါ်လေးနဲ့စားချုပ်ချုပ်ခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ထို့နောက်လူသိများလာခဲ့ပြီးတေဗလဲတေးသံတွင်၌လစာ1000 2000ဖြင့်ဆက်လက်နေထိုင်ခဲ့ပါတယ်။ အောင်သူဆိုတဲ့နာမည်ကိုတော့တေးအောင်ညန်းသက်ကမှဲ့ပေးခဲ့တာဖြစ်တယ်လို့သိရှိခဲ့ရပါတယ်။ထိုစဉ်ကတေးမူအောင်ကိုအကိုကျွန်တော်ကိုလည်းသခြင်းတစ်ပုံတစ်ပုံလောက်ရေးပေးပါအောင်ကျွန်တော်အတန်သွင်းရတော့မှလို့တွားပြောတော့ အေးဆိုပြီးနှစ်ပုတ်ရေးပေးလိုက်ပါတယ်။တပုတ်300နဲ့အဲ့ဒါလဲအောင်ရမ်းတက်ရဲ့အောင်သူရဲ့မိုးအောင်ရဲ့အရက်တောက်တာကုံသွားခဲ့တယ်လို့သိရှိခဲ့ရပါတယ်။အဲ့ဒီတုန်းကတိတ်ခွေခစ်ဆိုတော့လူတိလားဘာလားဘာမှမသိရပဲတခွေကိုတော့ဟစ်တာချီက25ကျန်နဲ့ရောင်းချခဲ့ပါတယ်။ စီစီထုတ်ပြီးချိန်မှာတော့အောင်သူကိုမိုးအောင်ကမေးခဲ့ပါတယ်။ဖက်ကောင်မင်းဟာကဘာသာမှမကြားရပါလားလို့ပြောတော့ဟာအကိုကလည်းဗျာကျွန်တော်ကနေမှာနာမည်ကြီးနေပြီဆိုပြီးပြန်ပြောခဲ့ပါတယ်တဲ့။မိုးအောင်ကတအားရီခဲ့ပါတယ်။အဲ့ဒါကိုအောင်ညံ့တဲ့သူ့ဆရာက လာပြီးပြောသေးတယ်။ဟုတ်တယ်ကွာတဲ့။နေမှာသူ့အတန်းကြားမှာကောက်ဆိုင်တယ်ဆိုပဲ ဟာမင်းတို့ဆရာတပည့်နှစ်ယောက်ကလည်းဟုတ်မှလည်းလုတ်ပါကွာလို့ဝိုင်းကြွားနေတယ်ပေါ့လို့မူအောင်ကပြောခဲ့ပါတယ်။ထို့မှဥပမြင့်ကလည်းဒီကောင်မဆိုးဘူးသူကုလိုကံပေါ့နော်လို့ထပ်ပြောခဲ့ပါတယ်။လူကတော့အစိုးရဖြစ်လာမလားမဖြစ်မလားမသိသေးဘူး။အယက်သမားကတော့ဖြစ်ချင်းချင်းပဲတဲ့။လူနေနေတိလာတဲ့နောက်ပိုင်းမှာဇက်ပွဲတွေနဲ့လိုက်ပြီးဆိုခဲ့ပါသေးတယ်။တွန်တေးကိုညံကုန်းမှာဆိုတော့တပတ်ကို9000ရခဲ့တယ်လို့သိရှိခဲ့ရပါတယ်။အဲဒီနောက်မှာဥပမြင့်နဲ့ကြောက်ကစားဖြစ်ခဲ့ပြီးမကွေးသူ ပြန်လာခဲ့ပါတယ်။မကွေးသူပြန်လဲရောက်ရှိချိန်တွင်ရင်းမွန်တိကိသနှင့်အတူကန်သာကြီးကန်သာလေးစတဲ့ရွာများမှာဧကန်တခြင်းများလှဲ့လဲတည်ဆူခဲ့ပါတယ်။ထို့နောက်မကွေးနိုင်ရှိစဉ်မင်းမှုမှမတ်ရီကြီးအောင်ခေါ်မတ်လက်လက်နဲ့အိမ်အောင်ကြခဲ့ပါတယ်။မတ်ရီကြီးအောင်မှာမကွေးရင်းမွန်တိကိသနှင့်အတူမင်္ဂလာဧကန်ပွဲများမှာတခြင်းတည်ဆူခဲ့သူဖြစ်ပါတယ်။ထို့နောက်ရန်ကုန်မြို့သို့ပြန်သွားခဲ့ပြီးပြင်ပတေးသံသွင်းတစ်ခုနဲ့အချစ်ငွေတောင်ရန်တေးစီစီထွက်ရှိခဲ့ပြီးနောက တချိန်လိုအောင်မြင်ခဲ့ပြီးတေးပလဲတေးတံတွင်သို့ပြန်လဲရောက်ရှိခဲ့ပါတယ်ထို့သောအောင်မြင်မှစ၍ အရင်ကမအောင်မြင်ခဲ့သောတေးသချင်းများမှလည်းနောက်ကလိုက်၍အောင်မြင်လာခဲ့ပါတယ်1988အရေးခင်းဖြစ်ပြီးနောက်ပိုင်းအစိုးရအောင်သူဟာပြင်မနာစတိတ်ရှိုးသွားဆိုပြီးတချင်းတွေလည်းပေါက်ကပို့ပြီးလူသိများလာခဲ့ပါတယ်အောင်သူဟာစူးစမ်းမှုအနစ်နာခံမှုမာမနကင်းမှုတွေက သူ့စီမှာအရန်ထင်ရှားခဲ့တဲ့အရာတွေပဲလို့တေးမှုအောင်ကဆိုခဲ့ပါတယ် အကုန်ကောင်းကြပါရဲ့စိတ်နေသဘောထားတွေဟန်ဆောင်ကင်းပြီးပွင့်လင်းကြတာတွေပေါ့မကောင်းတာကအလုံးအယက်သမားဖြစ်ကုန်ကြတာပဲကိုကအဆိုးဆုံးပေါ့လို့ပြောခဲ့ပါရဲ့သူအောင်မြင်လာပြီးနောက်ပိုင်း၄နှစ်လောက်မှမြေခွက်တကွက်နှစ်ထပ်တိုက်တစ်လုံးစလုံးကားတစ်စီးနဲ့တေးတန်သွင်းဆိုင်ဒီဇိုင်းပိုင်ဆိုင်ခဲ့တယ်လို့တေးမှုအောင်ကပြောခဲ့ပါရဲ့အောင်သူဟာတေးသချင်းပေါင်းများစွာကိုစိုးခဲ့ပေမဲ့အောင်သူရဲ့လို့နာမည်ကြီးစေတဲ့သချင်းများကတော့ သူကိုယ်တိုင်ရေးတဲ့တေးသချင်းတွေဖြစ်ပါတယ်။အောင်သူကိုယ်တိုင်ရေးတဲ့တေးတွေအပုတ်တိုင်းလိုလိုစားသားနဲ့အတွေ့အလေးတွေဟာအရန်လာပြီးလွမ်းစရာကောင်းကနားဝင်လွယ်တဲ့သချင်းတွေပဲဖန်ရင်းနိုင်ခဲ့သူဖြစ်ပါတယ်။သူကိုယ်တိုင်ရေးခဲ့တဲ့ထဲမှာကိုလိုင်းကျူမာလာကြာပြီးစတဲ့သချင်းတွေဟာယနေ့ထိတိုင်မယိုးနိုင်တဲ့သချင်းများဖြစ်ခဲ့ကြပါတယ်။မခိုင်ကိုပြောလိုက်ပါဆိုတဲ့သချင်းတွေဟာသူမကွေးမှာစက်ချုပ်အလုံးလုံးနေစဉ်သူနဲ့မပေါင်းဖက်လိုက်ရတဲ့သူ့ရဲ့ငယ်ချင်းဟောင်းမဝင်းမခိုင်ကိုတန်းတာပြီး းအစိုးရမဖြစ်ခင်ကတည်းကရေးသားခဲ့တဲ့အသေးချင်းဖြစ်တယ်လို့သူဇာတိကငယ်တငယ်ချင်းရှင်မွန်ကိတဝိုင်းရဲ့အစိုးရအောင်ကိုကိုကပြောကြားခဲ့ပါတယ်။အောင်သူတည်ဆိုးခဲ့သောတချဲအများစုကို ဖန်တီးခဲ့တဲ့တေးတွေကတော့အောင်ညံ့သက် နေထွန်းဦးမိုးအောင်ဝင့်နိုင်တဲ့စတဲ့သူများဖြစ်ကြပါတယ်။ ငွေကြေးကျက်တဲ့အခါအပြင်သေးတဲ့သွင်းတွေမှာမှားကျင်တဲ့မေးမလွမ်းတဲ့တို့ပန်းကျင်တဲ့ခေဘူးတို့အမေနဲ့ရွာကိုလွမ်းတဲ့တို့အဆရှိတဲ့တေးတော်တော်များများကိုတွင်းခဲ့ပါတယ်လို့မူအောင်ကဆိုခဲ့ပါတယ်။အောင်သူပြိတဲ့အများစုကငွေတောင်ရန်တေးစုတွေမလူသူတွေမုံပါစေမှတ်ခိုင်ကိုပြောလိုက်ပါချစ်ပြီးသားမို့ပါကျင်သာသူလိုက်ခဲ့မယ်အချစ်ရေမိုးရီရွာတိုင်းမြေရေဝိုင်းကြံခဲ့လေလွမ်း ချန်ကလေးလွန်စသဖြင့်ထင်ပေါ်တာလေးတွေတော့သာတိတာများကြပြီမဲ့အောင်သူရဲ့သေစီးတွေဟာစီဒီပေါင်း80နီးပါးရှိခဲ့ပါတယ်။အောင်သူဟာသူ့နဲ့ခစ်ပြိုင်တွေရဲ့တေးမှန်သမျှနဲ့သူ့ရှိကအစိုးရကြီးတွေရဲ့တေးအများစုကိုစိုးခဲ့မှုသူဖြစ်ပါတယ်။အောင်သူဟာအလွန်အောင်မြင်နေတဲ့အချိန်မှာအတော့အင်မတန်များလွန်လာကြအောင်21ရက်6လ1999ခုနှစ်အင်္ဂါနေ့မှာ အသက်39နှစ်အရွယ်နဲ့ပဲတေးလောကနဲ့သူ့ချစ်တော်မိသားစုသူ ူချစ်သောပြိသက်ကြားကစောစည်းစွာခွဲခွာတွားခဲ့ရရှာသူ ဖြစ်ပါれ။ကွယ်လွန်ချိန်မှာဇနီးမယီအောင်၊သာရှန်ရဲနောင်နဲ့သမီးနီယွန်းနောင်တို့ကြံရိတ်ခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်။